ယူကရိန်းရဲ့ drone နဲ့အပြင်းထန်တိုက်ခိုက်မှုတွေပူတင်ဟာရဲဆက်ဆက်လက်တုံပြန်လိမ့်မယ်လို့ American သမ္မတ Donald Trump ကယူကရိန်းသမ္မတ Zelensky ကိုအသိပေးလိုက်ပါတယ်။ထရန့်ဟာမလေးကရုရှားသမ္မတပူတင်နဲ့85မိနစ်ကြာဖုန်းပြောပြီးနောက်ယူကရိန်းကနေရုရှားလေတက်စခန်းဒီပေါ်အကြီးစား drone နဲ့တိုက်ခတ်မှုလုပ်ခဲ့တဲ့အပေါ်ပူတင်ကပြင်းထန်တဲ့ပြည်လဲတုံ့ပြန်မှုရှိကြောင်းထရန့်ကိုပြောလိုက်တယ်လို့သိရပါတယ်။ ်ပူတင်ကလရင်ကွင်းနဲ့ပေါ်မှာမိကအဲ့ဒီတိုက်ခိုက်မှုအတွက်တုတ်ပြန်ရမယ်လို့ပြင်းထန်ပြောခဲ့ပါတယ်လို့ထရန်ကသူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးပါတယ်ယူကရိန်းတို့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအမေရိကန်ကိုလည်းကြိုတင်သတိပေးခဲ့ကြအောင်ခန်ကပူတင်ကိုပြောခဲ့တယ်လို့ရုရှားသမ္မတဂျန်ဘေးကပြောပါတယ်ရုရှားနိုင်ငံပိုင်သတင်း agency RN တို့ boost team ပေါ်ပြတာကတော့ယူကရိန်းဟာစွန့်နှုတ်မှုတွေကိုအနှောက်အယှက်ပေးဖို့ကြိုကံပန်းခဲ့ပြီးတော့ယူကရိန်းဆိုရဟာဂျန်ဘက်အဖွဲ့အစည်းဖြစ်ပြောင်းလဲသွားပြီးတော့ပူတင်ကထွန်းကိုပြောပါတယ် ဒါအပြင်နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုပြန်ထူထောင်ရေးအလားအလာနဲ့ပတ်သက်ပြီးအမြင်ဖလှယ်ခဲ့ပြီးတော့အလားအလာကောင်းနေရှိပါတယ်လို့ဆိုပါတယ်။ယူကရိန်းကဇွန်လတည့်ရက်နေ့မှာရုရှားကိုအကြီးစားဒရုန်းတိုက်ခတ်မှုလုပ်ခဲ့လို့ရုရှားစစ်လေယာဉ်စီး40ကျော်ဖျက်ဆီးသွားပြီးတန်ဖိုးဘီလီယံနဲ့ချီဆုံးရှုံးသွားပါတယ်။ရုရှားလေယာဉ်အနေနဲ့မှာနျူကလ িয়ার ဘုံတက်ဆင်နိုင်တဲ့ TU-95 နဲ့ TU-22M3 မျိုးစားတွေပါပြီး A53 တတိပြေအချက်ပြလိုင်းနဲ့ပါသွားပါလေယူကရိန်းဘက်ကဒရုန်းပေါင်း482စင်ပက်ထန်ခရစ်စတိုကြီး80စင်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါလေဒါအပြင်ယူကရိန်းသမ္မတဇီလန်စကီနဲ့ထိပ်သီးဆွေးနွေးပွဲကိုလည်းလုပ်ဖို့အကြောင်းမရှိတော့ဘူးဆိုပြီးပူတင်ကပယ်ချလိုက်ပါလေအကြမ်းဖက်မှုကိုအားကိုးတဲ့သူတွေနဲ့ဘလို့မှနှိမ့်နိုင်မှာမဟုတ်ဘူးလို့ပူတင်ကပြောပါလေတူရကီမှာယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုကိုဦးဆောင်ခဲ့တဲ့ပူတင်ရဲ့လက်ထောက်မာရင်စကီကဆွေးနွေးပွဲနဲ့ပတ်သက်ပြီးသမ္မတကိုအစီရင်ခံပါလေ ဆွန်နုဘမှာတော့ပူတင်နဲ့ဇလန်စကီဟာထိပ်သီးဆွန်နုဘအတွက်ပြင်ဆင်ရရ30တို့မဟုတ်ရ60ကြာချွင်းချက်မရှိပြစ်ခတ်ရစေရအဆိုပြုချက်ပါဝင်တယ်လို့လည်းပြောပါတယ်။ကြာသင်ခင်ရက်တွေအတွင်းရုရှားနောက်ဖက်ချက်ဘရက်နဲ့ကော့စ်ဒေတာတွေမှာတရားတွေဖောက်ခွဲတိုက်ခတ်ခံရမှုကြောင့်လူခုနှစ်ဦးသေပါတယ်။ဒါဟာကြမ်းဖက်တိုက်ခတ်တဲ့လို့ရပဲလို့ပူတင်ကပြောပါတယ်။အပြစ်ခက်ရစေရာလောက်လိုက်ယူကရိန်းနဲ့နောက်နိုင်ငံလက်နက်တွေကိုပြင်ဆင်ဖို့နဲ့တခြားအကြမ်းဖက်မှုတွေအတွက်ပြင်ဆင်နိုင်ခြင်းရှိတယ်လို့ရုရှားသမ္မတကပြောပါတယ်။ ။အရင်ကလည်းပူတင်ဟာဇလန်စကီကိုတက်တန်းကုန်နေတဲ့ယူကရိန်းသမ္မတဆိုပြီးပြောမှုပါတယ်။ဒီတော့ဒီအမေရိကန်သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဟာမနေ့ကတယ်လီဖုန်းနဲ့ဆက်နွယ်ပြီးယူကရိန်းညင်ချင်းအတွက်အပြေမထွက်သေးဘူးလို့ဆိုပါတယ်။ကြာသေးကရက်တွင်ယူကရိန်းဟာရုရှားရဲ့စစ်ကြေးစခန်းတွေကိုတိုက်ခိုက်တာနဲ့ပတ်သက်ပြီးပြန်လက်စားချေပြမယ်လို့ပူတင်ကကြေညာထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။ ဒီမှာနိုင်ငံအပေါင်းနိုင်ငံများပြားရေဂျုံရောက်ခဲ့တဲ့ပြည်ကြောင့်တမန်ခံကလက်မှတ်ရေးထိုးကျင်ညာလိုက်ပါလေ။အန်ဒီယရှိတဲ့နိုင်ငံသားတွေရမအမေရိကန်ကိုကောက်ကွယ်ဖို့ခီးသွွားလောက်ကွင်ပိတ်ပင်တဲ့အမိန့်ကိုလက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်းကျင်ညာချက်မှာဖော်ပြပါလေ။အာဖဂန်နစ္စတန်မြန်မာချက်ကွန်ဂိုအီကွေတိုရီယား အီထရီးယားဟီတီအီရန်လီဘီယာဆိုမာလီယာဆူဒန်နဲ့ယီမန်နိုင်ငံတွေပါဝင်ပြီးအဲ့ဒီနိုင်ငံသားတွေဝင်ရောက်ခြင်းကိုအပြည့်အဝကန့်သတ်တော်မှာဖြစ်ပါတယ်။နိုင်ငံများစုကအာဖရိကနဲ့ရှေ့လက်ပိုင်းဒေသမှာဖြစ်ပါတယ်။တခြားနိုင်ငံခုနှစ်နိုင်ငံဖြစ်တဲ့ဘူရိုဒီ၊ကျူဘာ၊လာအို၊ဆီယာလီယွန်၊တိုဂိုတမင်နစ်စတန်နဲ့ဗင်နီဇွဲလားတို့မှာဝင်ရောက်မှုတွေကိုတော့တစိမ့်တစ်ပိုင်းကန့်သတ်ထားအောင်မှာဖြစ်ပါတယ်။ အာရှတိုက်ကဆိုလို့မြန်မာနိုင်ငံတနိုင်ငံနဲ့ပါဝင်လာဖြစ်ပါတယ်။ဝင်ရောက်ခွင့်လုံးဝပိတ်ပင်ခဲ့တဲ့နိုင်ငံတွေဟာဗီဇာဆိုင်ရာစီစစ်ခြင်းနဲ့ဆန်းစစ်ခြင်းဆိုင်ရာအားနည်းချက်တွေအများအပြားရှိကြောင်းတွေ့ရှိပြီးအမေရိကန်တို့အလွန်အလျောက်ရှိတယ်လို့ဆုံးဖြတ်ကြောင်းကြေညာချက်မှာဖော်ပြပါတယ်။အဲဒီကြေညာချက်ဟာဆို9ရက်နေ့နနက်12:00မိနစ်အရှေ့ပိုင်းစံတော်ချိန်မှာစတင်ပြီးတော့အကျုံးဝင်မှာဖြစ်ပါတယ်။ အဒီယမရာမီထုတ်ပေးထားတဲ့ဗီဇာတွေကိုတော့မယုတ်သေးဘူးလို့အမိန့်မှာဖော်ပြထားပါတယ်။ထွန်းဆိုရကမြန်မာပြည်သူတွေကိုပြည်ဝင်ခွင့်ပိတ်ပင်ခြင်းဟာမဖြစ်တဲ့ကြောင်းဒါကြောင့်ဒီလိုမျိုးလုပ်တာဟာအားနည်းမှုကိုပဲဖြစ်စေမယ်လို့မြန်မာပြည်လှုပ်ရှားသူတွေကတော့ပြောပါတယ်။နောက်ပြီးတော့အမေရိကန်မှာမပြောင်းတော့တဲ့မြန်မာနိုင်ငံသားတွေအများအပြားရှိပြီးတော့လိမ့်လည်ပြီးတော့နိုင်ငံရေးခေါ်လုံခွင့်တွေရှောက်ထားတာကိုလည်းထွန်းဆိုရကရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီ နိုင်ငံရေးလိမ်လည်ပြီးတော့ခံယူထားတဲ့သူတွေကိုလည်းရှောက်ဖွေပေါ်ထုတ်ဖန်စီပြီးနေရပြန်ပို့မယ်လို့ဆိုပါတယ်။ဗီဇာတက်တန်းကျော်လွန်ပြီးနေထိုင်သူတွေလည်းများပြားတယ်လို့ဆိုပါတယ်။တကယ်လို့သူတို့ပြန်ပို့တဲ့အခါမှာမြန်မာနိုင်ငံကပူပေါင်းဆောင်ခြင်းမရှိတော့တောင်ဆူဒန်နိုင်ငံကိုအပို့ခံရဖို့များတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ပင်ကြောင်းဗဲနိုင်ငံကမှကြီးညာခဲ့ပူးခြင်းမရှိပဲဒီအချိန်ကတော့ပထမဆုံးအချိန်ဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တဲ့မဟုတ်ပြောချင်ပါတယ်။ 2025ခုနှစ်မှာ space အမှဝင်ငွေ American dollar 15.5 billion ရဖို့ Elon Musk ကခန့်မှန်းထားတယ်လို့သိရပါတယ်။ Billionaire Elon Musk ကစီးပွားဖြစ်အကာသကဏ္ဍမှာတုံ့ပြန်ထုတ်လုပ်သူဖြစ်လွှမ်းမိုးလာနိုင်မှုကိုလေးပြပြောဆိုပြီး space company ဟာခုနှစ်တွင်ဝင်ငွေ15.5 billion စံချိန်နဲ့ရလိုက်မယ်လို့ပြောပါတယ်။အကာသကဏ္ဍမှာရတဲ့ဝင်ငွေဟာလာမယ့်နှစ်မှာအမျိုးသားအကာသနဲ့လေကြောင်းဦးစီးဌာန NASA budget ဒေါ်လာ1.1 billion ကျော်လွန်နိုင်မယ်လို့ Elon Musk ကလူမှုကွန်ရက်မှာရေးပါတယ်။ NASA ဟာအဂတာတွေစူးစမ်းလေ့လာရင်းနဲ့သုတေသနမရှင်တွေအတွက်ရမုံငွေဆက်လက်ပတ်မှုချိန်မှာ SpaceX ကဝင်ငွေရရှိဖို့တွေ့ချိတိုက်တဲ့လွတ်တင်မှုနဲ့ဂျိုရုဆက်သွယ်ရေးအတွက်လိုအပ်ချက်ကြီးမားလာမှုပေါ်လေးထားရှိနေနှုတ်နယ်နေပါလေ SpaceX ကုမ္ပဏီက122မီတာရှည်ရှိတဲ့ Starship အဂတာရင်ကိုတီထွင်နေပြီးဒီရင်ကလူသားတွေကိုအင်္ဂါကြိုပို့ဆောင်ရမှာအရေးပါတဲ့ခန့်ကန်တာကပါဝင်တယ်လို့ Elon Musk ကပြောပါလေ SpaceX ကပြန်သုံးပြတဲ့ Falcon 9နဲ့ Falcon Heavy တို့မြင်နေကြောင်း လွတ်တင်မှုကွန်ကြစီကိုတေကာ short channel ခဲ့ပြီးကမ္ဘာအကာသရဲ့လွတ်တင်မှုစီကောမှာအသာစီရထားပါတယ်။ Space 8ဟာ2024မှာ Falcon 9ရဲ့လွတ်တင်မှုပေါင်း1134ကျင်းထိစတင်နေပြီးကမ္ဘာမှာအကာသ mission အများဆုံးကပ်နေဖြစ်လာပါတယ်။ Space 8ရာဂျိုတုလွတ်တင်မှုလိုအပ်ချက်ကြီးထွားလာမှုကိုဖြည့်ဆည်းပေးဖို့ကြိုးပမ်းနေပြီး2025ခုမှာလွတ်တင်မှုပေါင်း190နဲ့စံကျင်နေဖို့ရည်မှန်းထားတယ်လို့ Elon Musk ကပြောပါတယ်။နောက်ထပ်ဇင်းဖို့ပြောချင်ပါတယ်။ ။ထိုင်ဝမ်နိုင်ငံကဒရုန်းစစ်မှုလုပ်ငန်းမှာအမေရိကန်ဒေါ်လာ1ဘီလီယံယင်းနှိမ့်နှံ့မယ်ဆိုပါတယ်။ထိုင်ဝမ်စစ်တပ်ပိုင်မျိုးသားဂျုံရှန်သိပ္ပံနီပညာတက္ကသိုလ်ကမျိုးသားဂျုံရှန်တက္ကသိုလ်နဲ့နားလည်မှုစာချုပ်လောက်ကိုလက်မှတ်ရေးထိုးပါတယ်။လာမနစ်ကစပြီး9နှစ်တွင်အစိုးရကဒရုန်းလုပ်ငန်းရဲ့သုတေသနနဲ့ဖွင့်ပြထားတဲ့ရေးတွက်တာမှကစမှုလုပ်ငန်းထောက်ပံ့ရေးဂွေးဆက်ခွလုံးရဲ့မဟာဗျူဟာမျိုးပုံစံတော်ပါဘတ်ဂျက်ငွေမေဂန်ဒေါ်လာ1ဘီလီယံဒီပါရှင်းပြီးမြုပ်နှံသွားမယ်လို့ကြေညာလိုက်တာပဲဖြစ်ပါတယ် ဒါဟာတရုတ်ကိုတော့ဒေါသထွက်စီလာပဲဖြစ်ပါလိမ့်။ပြီးခဲ့တဲ့ဒီဇင်ဘာကထိုင်ဝမ်ဆူရဟာထိုင်ဝမ်ကွန်မြူနတီကိုထိုက်တန်းဦးစားပေးဖြစ်ဂျိုဒူတွေဒရုန်းတွေနဲ့စစ်ရုပ်တွေပုံမူတိဆောင်ရေးတောင်းအားပေးမဲ့ Chip 2 Taiwan လို့နာမည်ပေးတဲ့ပနာမခြေလန်းသစ်မိတ်ဆက်ခဲ့ပါလိမ့်။ထိုင်ဝမ်ဟာယင်ကမောင်းသူမဲ့လေရင်တွေအတွက်အာရှထုတ်လုပ်မှုဗဟုချက်ဖြစ်ဖို့ရည်မှန်းထားပါလိမ့်။လုံးလုံးတဲ့ဒရုန်းထောက်ပံ့ကွေးစားအရှင်ဟုန်နဲ့ဖွံ့ဖြိုးတိုးတက်စေဖို့စစ်တပ်နဲ့တွဲဖက်လှုပ်ဆောင်မှု ထိုင်ဝမ်ဆိုရဟာထိုင်ဝမ်စီးပွားလုပ်ငန်းသုံး drone ထုတ်လုပ်သူတွေကိုစုဆောင်းနေတယ်လို့ writer သတင်းဌာနကဖော်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ကမ္ဘာကျော်သတင်းကြီး Bill Gates ကအာဖရိကအတွက်ဒေါ်လာဘီလီယံ200လူတန်းမယ်ဆိုပါတယ်။ Microsoft ပူးတဲ့တူထောင်သူ Bill Gates ဟာသူ့ပိုင်ဆိုင်တဲ့ဒေါ်လာဘီလီယံ200လိပါရှိတဲ့ကြော်ပေါင်းမှုများစုကိုလာမယ့်အနှစ်20တွင်အာဖရိကတိုက်ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ဆောင်မှုတွေတိုးတက်ဖို့လူတန်းသွားမယ်ပြောပါတယ်။ အသက်69နှစ်အရွယ်ရှိပြီတဲ့ဘီလ်ဂိတ်ကကျန်းမာရေးနဲ့ပညာရေးမြင့်တဲ့ဘေကျင်းအဖြစ်အာဖရိကနိုင်ငံတိုင်းဟာတာယာဝါပြောလာနေတယ်လို့ယုံကြည်ကြောင်းပြောပါတယ်။အီသီယိုးပီးယားနိုင်ငံအဒစ်ဘာဘာမြို့မှာမေဖို့ပြောရင်အာဖရိကလုံငယ်စမ်းသစ်တီထွင်သူတွေကိုကျမရေဆောင်ရှောင်မှုမြင့်တင်မှုအတွက် AI နည်းပညာဘလို့သုံးချရမလဲဆိုတာလဲစဉ်းစားဖို့တိုက်တွန်းခဲ့ပါတယ်။ဘီလ်ဂိတ်ရဲ့အသုပ္ပဆိုင်မှုတွေလာမယ့်အနည်း20အတွင်းလှူဒန်းမယ်လို့ကြေညာခဲ့ပြီးအဲ့ဒီရမွေအများစုကို အာဖရိကရဲ့စံခုံမှုကိုဖြည့်ရှင်ဖို့ကိုညီယာမှာတောင်းမယ်လို့အာဖရိကသမ္မတရုံးချုပ်မှာပြောပါတယ်။အမေရိကန်ဆိုရဟာသမ္မတထရန့်ရဲ့အမေရိကန်သားပထမမူဝါဒကြောင့်အာဖရိကကိုပေးနေတဲ့ကူညီတွေ HRBIDS လူနာကုသရေးစီစဉ်တွေပါပါဝင်အကူအညီတွေကိုဖျက်တောက်ခဲ့တဲ့အတွက်အာဖရိကဂျမတ်ဆောင်ရှားမှုနာဂတ်ဟာဆွေးနွေးမှုတွေတိုးလာနေပါတယ်။ Gay Foundation ဟာအာဖရိကမှာရေရှည်လုပ်ငန်းဆောင်ရွက်တဲ့ဖွဲ့စည်းဖြစ်ပြီးမူလာဒန်အကျမ်းမှရေဆောင်ရှားမှုကိုအဓိကထားမြှင့်တင်မယ်လို့ Bill Gates ကဆိုပါတယ် မိခင်လေးကိုမဆောင်ပြီနဲ့ကိုဝင်ဆောင်စီမှာကျမရင်းနဲ့အဟာရကောင်းမွန်ကိုကူညီပေးတာဟာအကောင်းဆုံးရလက်ပါလို့ BK ကပြောပါလေခလင်းငယ်တည်းရဲ့ပထမဆုံးလေတင့်တကာလာအတွက်အဟာရပြုဖို့ကလည်းအရေးကြီးဆုံးလို့ဆိုပါလေ AI ရဲ့လားလောက်ပြောရမှာ mobile phone တွေဟာအာဖရိကမှာဘန်လုံးတွေကိုတော်လန်ပြောင်းလိုက်ခဲ့တယ်လို့ပဲ AI ဟာလည်းအာဖရိကတည်းရဲ့ကျမရဲ့စနစ်အတွက်အလားအလာကောင်းနေပေးနိုင်တယ်လို့ပြောပါလေဂျပန်နိုင်ငံဟာ AI ဒီပညာတော့အထောက်အကူစနစ်ကိုတုံးပြီးတော့အနည်းငယ်များတဲ့ ကိုယ်ဝန်ဆောင်မှုတွေကိုဖော်ထုတ်ပြီးဝန်ဆောင်မှုတွေမြင့်တင်နေတာနမူနာပေးခဲ့ပါတယ်။ Gay Foundation ရဲ့ဦးစားပေးလုပ်ငန်းတုံးကူကတော့မိခင်နဲ့ကလေးငယ်တွေမလို့အပဲတည်ဆောင်မှုရပ်တန့်ဖို့နောက်မျိုးစုံတည်စီနိုင်တဲ့ကိုယ်ဆက်ရောသားကကင်းဝေးစွာကြီးမြင့်ဖို့နိုင်ငံပေါ်မှာသွားတဲ့လူတွေစည်ရင်တွင်းကနေဆွဲထုတ်ဖို့ဖြစ်ပါတယ်။ကျွန်တော်တည်တဲ့ကလူတွေကကျွန်တော်အကြောင်းမျိုးမျိုးပြောပြပါလိမ့်မယ်။ဒါမဲ့သူချမ်းသာကြွားစွာတည်ဆုံသွားတဲ့ဆိုတော့ကတော့ သူတို့ပြောမဲ့စကားထဲမှာပါဝင်မှာမဟုတ်ပါဘူးကျွန်တော်လူတန်းခဲ့တာတွေပဲသူတို့မှတ်မိကြမှာပါလို့ဘီကိတ်ကပြောပါတယ်သူကယင်းညွန်းတဲ့သူဝိုင်းဘတ်ဖတ်နဲ့တခြားပရာဟိတသမားတွေစီကနေလူတန်းဖို့လှုံ့ဆော်မှုတွေရခဲ့တယ်လို့လည်းသိရပါတယ်နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်ကွာဒီမာလာနိုင်ငံမြောက်ပိုင်းမှာပရမစ်တွေပါတယ်မာယာခေတ်ပျောက်ဆုံးရှီဟောင်းမြို့ကြီးရှောက်ခွေတွေ့ရှိတယ်လို့သိရပါတယ်။ကွာဒီမာလာမြောက်ပိုင်းအဂျေဝန်စတူရမ်မှာ6မိုင်ရှိတဲ့ပရမစ်တွေ ရေတန့်စက်စနစ်ပါတူမြောင်းတွေရှင်ဟောင်းမကြည့်ဘူးလည်းရအဆောင်တွေပါမာယာခေပျောက်ဆုံးနေတဲ့မြို့ကြီးကိုရှင်ဟောင်းသုတေသနပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ပါတယ်ကွာလီမာလာနိုင်ငံတီကာမြို့သားဥယျာဉ်ကြီးကိုလံဘီယာလူအဖွဲ့စီခစ်ဂျိုရှင်ဟောင်းမာယာလူမျိုးတွေနေထိုင်တဲ့ Los Angeles လို့အမည်ရပျောက်ဆုံးမြို့တော်ကြီးကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့အနည်း3000လီဝါကပိရမစ်တွေရေတူးမြောင်းတွေပကြီးဘူးလက်ရတွေအတိုင်းသားဘူးမပြတ်ရှာဖွေတွေ့ရှိတာဟာ မိုင်းဝင်ကြီးကျိုးဆိုင်ရာအမြင်အသက်ကိုရှာဖွေလေ့လာသိမြင်နိုင်စေတယ်လို့ရှေးဟောင်းသုတေသနပညာရှင်တွေကပြောပါတယ်။မြို့မီ Los Angeles ဟာ Spain ဘာသာဆိုရင်တော့ဘိုးဘွားမြို့လို့အဓိပ္ပာယ်ရပါတယ်။ဘိုးဘွားမော်ဒန်ဘိုးကြောက်ဆက်လက်ရနဲ့တွေ့ရပါတယ်။တွေ့ခဲ့တဲ့ထိုင်မတ်အဆောင်တွေဟာအလဲခက် BC 800ကျော်ဖော်ညွှန်းပြပြီးတော့တရားရှိပြည်မင်းနဲ့ပရမဂျီနီမြို့ရည်တန်းစနစ်တူးမြောင်းတွေဖောက်လုပ်ထားတာလည်းအမှန်ကန်တွေ့ရပါတယ်။ အခုအစ်တွေရှိတဲ့ပျောက်ဆုံးရှီအောင်မြို့တော်နဲ့မနီအဝေးမှာအရင်ကတည်းကရှီအောင်မြို့ကြီးဖြစ်တဲ့ပါနယ်နဲ့ကမ်ဘရာဆိုတဲ့မြို့ဟောင်းတွေလည်းရှိတယ်လို့သိရပါတယ်။